ီကနေ့ဇူလိုင်လ3ရက်နေ့စိန်သောမတ်စ်ရဲ့ပွဲနေ့ဖြစ်ပါတယ်ရှင်ယောဟန်ဧဝံဂေလိကျမ်းအခန်းကြီး20အခန်းငယ်24မှ29တပါးတွင်တပါးပါဝင်ဖြစ်သောဒီဒီမူဟုခေါ်သည့်သောမတ်စ်တီကယေရှုကြွလာတော်မူသောအချိန်တွင် သူတို့နှင့်အတူမရှိချေသို့ဖြစ်၍အခြားသောတပည့်တော်တို့ကငါတို့သည် သခင်ဖျားကိုဖူးမြင်ကြရပြီဟုသူအားဆိုကြ၏သို့သောသောမတ်စ်ကကိုရောဤလက်တော်၌တန်ရိုက်ရာကိုငါမမြင်ရလျင်တန်ရိုက်ရာထဲသို့ငါ၏လက်ညှိုးကိုမသွင်းရလျင်ကိုရောဤနဘေးတော်ကိုငါ၏လက်ဖြင့်မစမ်းတတ်ရလျင်ငါယုံကြည်လက်မည်မဟုတ်ဟုသူတို့အားဆိုလေ၏ရှီယဲမြောက်သောနေ့၌တပည့်တော်တို့သည်အိမ်အတွင်း၌တဖန်စုဝေးလျက်ရှိကြစဉ်သောမတ်စ်သည်လည်းသူတို့နှင့်အတူရှိ၏ တကားများပိတ်ထားလျက်ရှိတော်လဲယေရှုသည်ကြွလာပြီးလင်သူတို့၏အလယ်၌ရပ်တော်မူလျက်သင်တို့၌ငြိမ်းချမ်းသာရခြင်းရှိပါစေဟုသူတို့အားမိန့်တော်မူ၏ထို့နောက်ကိုရောကသောမတ်စာသင်၏လက်ညှိုးကိုဤနေရာတွင်တွင်း၍ငါ၏လက်များကိုကြည်လော့သင်၏လက်ကိုလည်းဆန့်၍ငါ၏နှပေးကိုစမ်းသပ်လော့ယုံမတန်တရားမဖြစ်လေနှင့်ယုံကြည်လော့ဟုမိန့်တော်မူ၏သောမတ်စကလည်း ကျွန်ုပ်၏သခင်ကျွန်ုပ်၏ဖျားပါတကားဟုကိုရောအားပြန်၍ရှောက်လေ၏ယေရှုကလည်းသင်သည်ငါကိုမြင်ရသောကြောင့်ယုံကြည်သလားမမြင်ရဘဲယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန်တော်မူ၏ယေရှုခရစ်တော်သခင်၏မုံမြတ်သောဧဝံဂေလိတရားတော်ပေတည်စိန်သောမတ်ဟာတမန်တော်ကြီးတွေထဲမှာမှာ အရေးပါတဲ့ပုံကိုတပါးဖြစ်ကျွန်တော်တို့မှတ်ယူနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်အင်္ဂလိပ်ကျမ်းစာ၃ဆောင်လုံးမှာရှိတဲ့တမန်တော်ရဲ့စာရင်းမှာသူ့ရဲ့နာမည်ဟာစိန်မတ်သျူးပြီးတဲ့နောက်မှာကတ်လိုက်လာတာကိုတွေ့ရပါတယ်။တမန်တော်ဝတ္ထုမှာလည်းပဲဖိလစ်ရဲ့နာမည်အပီးမှာသူ့ရဲ့နာမည်ကတ်လိုက်လာတာကိုတွေ့ရပါတယ်။ဒီချာဟာဘာကိုညွှန်ပြလဲဆိုရင်တမန်တော်ရဲ့အသင်းဖွဲ့ထဲမှာ သူဟာလည်းပဲအရေးပါတဲ့ပုံကိုတပါဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မှတ်ယူကြပါတယ်သူရဲ့အဖြစ်ပြက်တွေ့ရကျွန်တော်တို့ကို သင်္ကန်းစာများစွာပေးပါတယ်ယုံကြည်ခြင်းအတ္တဓာစီတို့ခေါ်ဆောင်သွားနေတဲ့အဖြစ်ပြက်တွေလည်းပဲဖြစ်ပါတယ်ဒီနေ့ကြားမှကြားတဲ့စိန်သောမတ်စ်နဲ့သခင်စုရဲ့အဖြစ်ပြက်ကို စိန်ဩဂတ်စတင်ကဘယ်လိုမှတ်ချက်ပြုတယ်လဲဆိုရင် သူထိလိုက်တယ် မြင်လိုက်တာကတော့လူသားဒါပေမဲ့ဝန်ခံလိုက်တာကတော့ဖျားလို့ဆိုပါတယ်စိန်သောမတ်မြင်လိုက်တယ်ထိခွင်ရလိုက်တဲ့ပုံကွာလူသားသို့တော်သူဝန်ခံလိုက်တယ်သိမှတ်လိုက်တာကတော့ဖျားတခါမှမမြင်ဘူးတခါမှလည်းမထွတ်တဘူးတဲ့ဖျားဖြစ်ပါတယ်အတိတ်ဘယ်ကတော့ထိမိတယ်ဂိုင်မိတယ်ဒီရုပ်ဝိထုအဆင့်ကနေ မမြင်နိုင်တဲ့ဖျားစီကိုသူဟာလည်းပဲတဆင့်တလန်းခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့လာကြရပါတယ်ထို့အတူပဲကျွန်တော်တို့ကိုလည်းဒီနေ့သူကခေါ်နေပါတယ်မြင်နိုင်တဲ့အရာတွေမှမမြင်နိုင်တဲ့ဖျားကို မြင်ဖို့မမြင်နိုင်တဲ့ကျွန်တော်တို့မထိနိုင်တဲ့ဖျားကိုဝန်ခံကြဖို့ခေါ်နေလိုက်ခြင်းလည်းပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီယုံကြည်ခြင်းအတ္တမှာအရေးကြီးတာကတော့မမြင်နိုင်တော့လည်းပဲကျွန်တော်တို့ယုံကြတယ် ခန္ဓာကိုယ်အဖြစ်မထိတွေ့နိုင်ကြတော့လည်းပဲကျွန်တော်တို့ယုံကြပါတယ်။ဒါကြောင့်စိန်ပွားကနေပြီးတော့ဘယ်လိုပြောထားလဲဆိုရင် Hebrew Order စာခန်းကြီး7ခန်းငယ်7မှာယုံကြည်ခြင်းဆိုဒီမှာ ကျွန်တော်တို့မျှော်လင့်ထားတဲ့အရာတွေကိုအာမခံချက်ပေးတဲ့အရာဖြစ်တယ်။ထို့တူပဲကျွန်တော်တို့မမြင်သေးတဲ့အရာများကိုနားလည်စေတဲ့အရာလည်းပဲဖြစ်တယ်လို့ဆိုပါရဲ။ကျွန်တော်တို့မျှော်လင့်ကြတယ်။လက်ဝဲ လုံလုံရာရာမရောက်လာသေးတော့လည်းပဲဒီမျော်လင့်တဲ့အရာအတွက်အာမခံချက်ဟာယုံကြည်ခြင်းပဲဖြစ်ပါတယ်ဒီမျော်လင့်ချက်အရာဟာယုံကြည်ခြင်းကြောင့်ကျွန်တော်တို့လက်ထဲကို ရောက်နေပြီလည်းပဲဖြစ်ပါတယ်ကျွန်တော်တို့မထီတွေ့မမြင်ရသေးတဲ့အရာဟာလည်းပဲနားလည်လာရတဲ့အရာဖြစ်လာပါတော့တယ်ယုံကြည်ခြင်းကြောင့်ကြောင့်စိန်သောမတ်စကားကျွန်တော်တို့ယုံကြည်ခြင်းဘဝခီးလန်းကိုရှောက်ဖို့အတွက် သူကိုယ်တိုင်ခေါ်နေတာကိုတွေ့ရပါတယ်ဒါကြောင့် သူ့ဟာယုံကြည်ကြတဲ့အတိုင်းပဲအိမ်ကလေးတည်ငောင်းကိုဖြောင်းဝင်ခဲ့တာတွေ့ရပါတယ်ဆီးရီးယားပါရှားအိန္ဒိယအနောက်ပိုင်းအိန္ဒိယတောင်ပိုင်းထိအောင်ကိုရောက်ခဲ့တယ်ဆိုတာကိုလည်းတွေ့ရပါတယ်သူ့ရဲ့အဖြစ်ပြက်တွေကြည့်မယ်ဆိုရင်တခြားသောသင်္ကန်းစာများစွာလည်းပဲကျွန်တော်တို့ရရှိကြပါတယ်ဆူတောင်းတဲ့အခါမှာတကယ်လည်းပဲကိုယ့်ရဲ့အဖြစ်မှန်ကိုဝန်ခံပြီးဆူတောင်းဖို့လိုတယ်ဆိုတဲ့အကြောင်းမသိရင်မသိဘူးလို့သူပြောတယ်ကိုတော့ပဲသွားမယ်ဆိုတာတပည့်တော်တို့မသိဘူး ဒါရိုးရိုးရှင်းရှင်းဝန်ခံလိုက်ခြင်းလည်းပဲဖြစ်ပါတယ်။တန်ယွမ်ခန်းကြီး14ခန်းငယ်9မှာကိုတော့ဖယ်သွားမယ်ဆိုတာတပည့်တော်မသိဘူး။ရိုးရိုးရှင်းရှင်းနှိမ့်နှိမ့်ချာချာနဲ့သူကဝန်ခံလိုက်တာတွေ့ရပါတယ်။ဒီဟာဟာဆူတောင်းကြီးရဲ့အခြေခံအချက်လည်းပဲဖြစ်နေပါတယ်။သူ့ရဲ့ရိုးရှင်းနဲ့နှိမ့်ချတဲ့အဝန်ခံချက်ပေါ်မူတည်ပြီးတခင်စုကသူဟာဘလို့ပုံကိုဖြစ်လဲဆိုတာကိုဖွင့်ပြလာဖို့အခင်ချင်းကြီးဖြစ်လာပါတော့တယ်။ဖျားသခင်အောင်ဘွေရာလေးပြတာဖို့ ဖျားသခင်ရဲ့ကယ်တင်ရှင်လမ်းကိုညွှန်ပြဖို့အတွက်အခင်းကျင်းဖြစ်တာပါတော့တယ်။ဒါကြောင့်ကျွန်တော်တို့ဆူတောင်းခြင်းပြုတဲ့အခါမှာသောမတ်စကဲတို့ယိုရှင်စွာနဲ့မသိမသိဘူးမတက်မတက်ဘူးကိုယ့်ရဲ့အဖြစ်အခြေအနေကိုဖျားသခင်ရှေ့မှာချပြဖို့လိုတယ်ဆိုတာကိုလည်းတွေ့ရပါတယ်။တခြားနေရာဖြစ်တဲ့ခန်းကြီး၁၁ခန်းငယ်၁၆မှာလည်းပဲသခင်ယေရှုဟာဂျေရုဇလင်ကိုသွားတော်မယ်။လာဇရပ်ကိုချင်းမြန်ထမြောက်စေတော်မယ်အချိန်မှာ တွေ့ရတာကတော့စိန်သောမတ်စ်ကသူ့ကိုတောင်းဆိုထားတာတွေ့ရပါတယ်သူလည်းပဲသွားကြမယ်သူနဲ့အတူတူအသေးခံကြမယ်ဆိုပြီးရဲဝံစွာပြောလာတာကိုတွေ့ရပါတယ်သူ့ရဲ့တတ္တိကိုလည်းပဲဒီမှာတွေ့ရပါတယ်သူ့ရဲ့ယုံကြည်ခြင်းသူ့ရဲ့ဆုတောင်းခြင်းသူ့ရဲ့တတ္တိတရားတွေဟာကျွန်တော်တို့တယောက်စီအတွက်နမူနာယူစရာဖြစ်ပါတယ်ဘဝရဲ့ဆက်ကမှုပြန်လည်ပြီးယုံကြည်ခြင်းအရာမှာတိုးတက်ပွားများလာမှုတွေမှာဖြတ်သိခင်အမြဲပါတယ်ဆိုတာကို သူ့ရဲ့ဘဝနဲ့တက်သေးခံခဲ့တာလည်းပဲဖြစ်ပါတယ်ဒါကြောင့်ယုံကြည်ခြင်းအရာမှာအားနေကြတဲ့တခါလေးယုံကြည်ခြင်းပြတ်ပြဲကြတဲ့ကျွန်တော်တို့ဟာလည်းပဲစိန်သောမတ်ကိုကြည့်ပြီးအာယူကြမှာလည်းပဲဖြစ်ပါတယ်မမြင်နိုင်တော့လည်းပဲယုံကြမှာဖြစ်တယ်မထီတွေ့နိုင်တော့လည်းပဲယုံကြမှာဖြစ်ပါတယ်ဒီလိုယုံတဲ့ပုံကိုယ်လေးကိုသခင်သူကိုယ်တိုင်ကမင်္ဂလာရှိတော်သူဆိုပြီးတကယ်ပို့ပြီးပါရမီမြောက်တဲ့ပုံကိုယ်လေးဖြစ်ချင်းမွန်ကသူ့ဆံတို့အစင်မြဲဖိတ်ခေါ်လျက်ရှိတယ်ဆိုတာကို ကျွန်တော်တို့ဆက်လက်ပြီးတော့ယုံကြည်ကအားကိုးအနားကြပါစို့တပည့်တော်တို့ယုံကြည်ခြင်းကိုတိုးပါစေတော်မူပါ Saint Thomas pray for us